ประเทศไทยไม่ต้อนรับฆาตกรเผด็จการมิตรออนไลน์ การประชุมครั้งนี้เบื่อไปด้วยเลือดของคนบริสุทธิ์กว่า 6,000 คนนายกแทนสองพันรู้สึกยังไงครับ ตอนที่ได้จับมือที่เบื่อนเลือดคนบริสุทธิ์ ไม่ถ่ายโอเคไม่ถ่ายโอเคถ่ายละอายใครต้องไปที่ทำตัวเป็นประชาธิปไตยแต่ครับ ဖြစ်ကတော့စီရီသတင်းကတော့တက်မတော်ကနေပြီးတော့ဒါတပတ်သက်အပြစ်ခတ်ရစဲထားတယ်။တကြံပြီးတော့မှပြန်စမယ်လို့เนาะဟိုမှတ်ယူရတယ်ပေါ့။အဲ့လိုပဲပြောရမှာပေါ့နော်။နောက်တစ်ခုကကျွန်တော်ပြောချင်တာကစကိုင်းမန္တလေးပေါ့နော်။ကျွန်တော်တို့အလူရှင်တွေကလူကြတယ်။အလူရှင်တွေကလူကြတယ်။စကိုင်းဘက်မှာဆိုလို့ချင်းကျွန်တော်တို့ကြားတာမနေ့က9:00စီး เนาะကျွန်တော်ရဲ့အတိမိတ်ဆွေတွေတွားရောက်လူတန်းနေလူတန်းတဲ့အချိန်မှာစကိုင်းမှာကလည်းတဲ့အလူပေါ့နော်ပစ္စည်းရလိုတလောက်ရနေတဲ့အတွက်အဲ့ဒီမန္တလေးတို့မှာရှိတဲ့လူကြီးတွေသိအောင်လို့ပဲကျွန်တော်စပီကာတယောက်အနေနဲ့လှုံ့ဆော်ပေးနိုင်တာနောက်တစ်ခုကတဘာဝပေးဆိုတာတဲ့မနစ်ကလည်းဖြစ်ခဲ့တာပဲနောင်နေလည်းဖြစ်အောင်ပါပဲအဲ့ဒါကိုကြိုတင်ပြင်ဆင်မှုတွေဘာမှမလုပ်ထားပဲအစိုးရစီက ကယ်ဆယ်ရေးတွေကိုပဲမျောလင့်နေလို့မရပါဘူးတဲ့နောက်ပြီးတဲ့အခုချိန်မှာ21ရာစုပင်လုံကိုအောင်မြင်အောင်ဖော်ဆောင်ရေးရတဲ့အရေးကြီးဆုံးမှုအချောင်းလိုချင်နေတဲ့သူတွေစီကိုတွားတွေ့ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ပေးစီရေးအခြေအနေနဲ့ပတ်သက်ပြီးအာကြီးရဲ့တုံးသက်ချက်တွေအပြင်လာရှုကို ဧပြီ21ရက်မတိုင်မီစစ်ကောင်စီထံ NNDAA ပြန်ပေးမိထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်မြန်မာမျိုးသားဒီမိုကရက်တမဟာမိတ်တဲ့ NNDAA ဒီရင်းသိမ်းပိုက်ထားသည့်လာရှိုးမျိုးကိုယခုဧပြီလ21ရက်နေ့မတိုင်မီစစ်ကောင်စီလက်ထဲသို့ပြန်လည်အနံ့တော့မည်ဖြစ်ကြောင်း NNDAA ရဲ့ပါနေသည့်မက်ဆီမာ၏သတင်းရင်းမြစ်ရက်ကယနေ့ ဧပြီလ၄ရက်တွင် အတီးပြုပြောသည်ထို့သို့ပြန်လည်လွှဲပြောင်းရေးလုပ်ရတွင်လာရှုမျိုးပေါ်ရက်ွက်ဆဲနှစ်ခုကိုပြန်လည်ပေးအပ်မည်ဖြစ်ပြီးဘေးကရွာတွေမပါဘူးရွာတွေမှာတော့တပ်ဖွဲ့တွေရှိနေမယ်ဟု NDAA သတင်းရင်းမြစ်တရက်ကပြောသည်လွှဲပြောင်းမှုလုပ်နေပါတယ်20ရက်နေ့မတိုင်မီအပြီးဆုံးမှာပါဟုလာရှုမျိုးရှိ NDAA သတင်းရင်းမြစ်ကဆက်ပြောသည်တနအူအဖြစ်ယခုဧပြီလမကုန်မီစစ်ကောင်စီဘက်မှဌာနဆိုင်ရာဖွဲ့ချုပ်မျိုးတွင်ပြန်လည်ဝင်ရောက်နေရယူမည်ဖြစ်ပြီး စစ်ဖက်ဆိုင်ရာအဖွဲ့များမှထိုးနောက်မှလိုက်ပါလာမည်ဟုသိရကြောင်းအခြားသောလာရှုပြည်လဲထူထောင်ရေးတွင်ပါဝင်နေသည့် NDAA တရင်းရင်းမြစ်တရက်ကလည်းအတည်ပြုပြောသည့်လာရှုမှ NDAA ဘက်ကစစ်ဦးစီးနှင့်တပ်ဖွဲ့ဝင်ရဲဌာနဆက်ဆံရေးရုံတွေတော့ကြံခဲ့မယ်။ပူတွဲကြိုင်မယ်လို့သိရပါတယ်ဟုဂင်းတရင်းရင်းမြစ်ကပြောသည့်သို့တော်စစ်ကောင်စီပြန်လဲဝင်ရောက်လာပြီးပါကအုတ်ချုပ်မိပုံစံအသေးစိတ်ကိုမူမသိရှိရသေးပေ။၄ရက်၄ လ2025ပေါ့နော်မြေပြင်ရရှိတဲ့တည်င်းတွေကိုနိုင်ငံတော်အကြီးအကဲတွေသေချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုတွေအတွက်မြေပြင်ရရှိတဲ့တည်င်းတွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့အဖြေခံပေါ်ရတဲ့အမုန်းခံလူသားတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုဟာကတော့တောင်ကြီးမောင်အေးချမ်းရဲ့ကြပြပေါ့နော်လူတရိတ်ဆန်များတဲ့ပြည်သူကအပူသင့်ဒုက္ခနဲ့နပန်းလုံးတောတောင်လိုလူတွေက ကောက်ကျစ်စွာပြုံးစာနာစိတ်ရှိသူတွေကဝိုင်းဝန်းကူဖို့ရှုရုံ ထမိန်ကျုံလူတစုကဟောင်လို့ကောင်းတုံးတဲ့မောင်အေးချန်တောင်ကြီး3ရက်4လ2025 7 3 35မိနစ်မှာရေးရေးဆက်ခဲ့တဲ့ကြပြာပေါ့နော်ဘေးရန်ခတ်သိမ်းငိမ့်ကြပါစေတဲ့နော်အပူခတ်သိမ်းငိမ့်ကြပါစေတဲ့အဲ့တော့ကျတော့ကျွန်တော်ပြောချင်တာကစစ်ကတော့စီရီသတင်းကတော့တက်မတော်ကနေပြီးတော့ဒါတစ်ပတ်အပြစ်ကရေဆဲထားတယ်။ကြံပြီးတော့မှပြန်စမယ်လို့နော်သူမှတ်ယူရတယ်ပေါ့။အဲ့လိုပဲပြောရမှာပေါ့နော်။နောက်တစ်ခုကကျွန်တော်ပြောချင်တာကစကိုင်းမန္တလေး ဘောနော်ကျွန်တော်တို့အလူရှင်တွေကလူကြတယ်အလူရှင်တွေကလူကြတယ်သခိုင်းဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြားတာမနေ့ကကားခုနှစ်စီးเนาะကျွန်တော်ရဲ့အတိမိတ်ဆွေတွေတွားရောက်လူတန်းနေလူတန်းတဲ့အချိန်မှာသခိုင်းမှာကလည်းတဲ့အလူပေါ့နော်ပစ္စည်းကလူတလောက်ရနေတဲ့အတွက်အချို့ကားတွေဆိုရင်အလူပစ္စည်းကိုပြန်လဲလာပြီးတော့မှမန္တလေးမှာပြန်လာလူတယ်တဲ့အဲ့တော့ကျွန်တော်လည်းသခိုင်းကမြေပြင်အခြေအနေကိုမေးတယ်သခိုင်းကမြို့တော်စီမံရုံးရဲ့ဖုန်းနံပါတ်လည်းကျွန်တော်မှာရှိတယ် ကျွန်တော်ပြောချင်တာကအဲမြေပြင်ချင်းတွေမေးတော့လေတချို့ကနေရာလည်းမရဘူးအဲအဲ့နဲ့ကျွန်တော်က royalty အချို့ကြီးဝယ်မယ်ဆိုပြီးတော့မှဝယ်လိုက်ကျွန်တော်လူရင်တော့ royalty တွေရေတွေဆန်တွေစီတွေပါလာပါတော့အဲ့ဒီမှာ royalty အချို့ဈေးတိုင်းကိုသွားဝယ်တဲ့အချိန်မှာ royalty အချို့ဈေးတိုင်းကကိုစိုးဘုံဝင်ဆိုတာကိုသိတော့သူတို့ကပြောပြတယ်အကိုကကျွန်တော်စကိုင်းကိုသွားလို့လားသုံးကရှိပြီတဲ့နောက်ဆုံးတစ်ခါမှကျွန်တော်တွေ့ခဲ့ရတာကတဲ့သူတို့ကအဖွဲလိုက်အဖွဲလိုက်ဒီ royalty တွေဒီဈေးတန်ဘူးတွေကို သူတို့ကဆာလာရင်နဲ့ထုတ်ပြီးတော့မှပြန်ပြီးတော့ရောင်းတာပြန်ရောင်းတာအဲ့လိုအဖွဲကတိတန်တစ်ဘွဲ့ရှိတယ်နော်တစ်ဘွဲ့ရှိတော့အဲ့ဒီအကူကသူလည်းတဲတွေပါကြီးထိုးတယ်ပေါ့နော်တဲတွေပါကြီးထိုးတဲ့လူတွေကိုပတ်စံသူတက်နေတယ်တော့ပေးတဲ့ချိန်မှာအဲ့ဒီအဖွဲအုပ်စုကစကိုင်းဘက်မှာဖြစ်စင်ရအဲ့ဒီအကူကဲနဲ့ဝိုင်းထုတ်တာဝိုင်းပေါက်တာအဲ့လိုဖြစ်စင်လို့ဖြစ်တယ်ပြီးရင်ဓမင်းတွေယူလိုက်တယ်သူတို့ဟင်းယူပြီးတော့ဓမင်းကိုလွတ်ပလိုက်တယ်သူတို့မကြိုက်တဲ့ဟင်းဆိုရင်အကုန်လုံးလွတ်ပလိုက်တာလေ ပြီးမန္တလေးမှာလည်းဒီလိုပဲတွန်းလဲတွေနဲ့နော်ဆာလာအိတ်တွေနဲ့အဲ့လိုနေရာမျိုးတွေရှိတယ်ပေါ့နော်မြန်မာပြည်ကတချို့တချို့တော့လူရန်စားနော်တော်တော်အောက်တန်းကြပါလေကျွန်တော်တို့ဒီလိုမြန်မာလူမျိုးတွေနဲ့ဒီနိုင်ငံမှာရှင်တွဲပြီးငါမြန်မာလူမျိုးဟုတ်ငါမြန်မာလူမျိုးငါဗမာလူမျိုးလို့ပြောရတာအရန်ကိုရှက်ဖို့ကောင်းပါလေနော်အောက်တန်းစားကတော်တော်ကိုဆန်ပါလေနော်အဲ့တော့ကျွန်တော်လူရမယ်လူကစိတ်ထဲမှာတမျိုးဖြစ်သွားတယ်အခုကျွန်တော်မန္တလေးကိုသွားမှာနော်မန္တလေးကိုကျွန်တော်လိုအပ်တဲ့ဘယ်နေရာတွေလိုအပ်လဲသွားကြည့်မယ်ပြီးမိတ်ဆွေတငယ်ချင်းတွေနဲ့သွားရောက်ပိုင်းမယ် ကျွန်တော်ကနောက်တရက်နေ့ရက်အတွင်းမှာအလူရှင်ရှိတယ်။စံအိတ်3ပြီ3ပြီအိတ်900စီ90တာတပူ။နောက်တစ်ပတ်မှာစံ6ပြီအိတ်2000စီ90တာပူ2000အလူရှင်နဲ့ပူတွဲပြီးကျွန်တော်တို့လူမှာဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးတွေစိတ်တွေဖြစ်တော့ကျွန်တော်လူရမလားမလူရမလားအဲ့လိုတွေဖြစ်နေတယ်အခုဟာငွေကြီးတွေနောက်တစ်ခုကကျွန်တော်ကဒီလက်ပတ်ကမှာပေါ့နော်အဲ ရဲလေးတွေစစ်သားလေးတွေတက်မတော်လေးရှောက်ပြီးတော့မပြန်ခဲ့ရဘူးသူတို့ကမနေ့ကဘရိတ်ဘတ်နေကင်းစာညတာတော့သူသူ့ဟာလည်းသူစီစဉ်လာတာရှိတယ်ဒါပေမဲ့အဲ့ဒီရဲလေးတွေစစ်သားလေးတွေကအခုအလုံးလုံးတော့ဗျာကယ်တယ်ရဲလို့တွေလုံးတယ်ပူတော့ပန်းတာပေါ့အနေကင်းလို့အချိန်မျိုးမှာမုန်တီတုံလို့မျိုးအလက်ဖက်တုံလို့မျိုးအခုမှအေးလို့မျိုးကြံရည်လို့မျိုးအမျိုးစုံပေါ့အဲ့လိုမျိုးလေးတွေကျွန်တော်ကလူပိုလဲစိတ်ကူးရှိတယ်နော်အဲ့တော့ဒီအောက်တန်းသားတွေကိုဒီအောက်တန်းသားတွေကြောင့်ကျွန်တော်တို့လူရမယ်လူကတွန့်တွန့်နေတယ်ကြောက်နေတယ် เนาะจ้องနေတာအဲ့တော့ကြတော့အဲ့ဒီလူတွေကိုဘလို့ကျွန်တော်တို့ဘောတော့တိုက်ဖြတ်ရမလဲအေးယူရမလဲပေါ့เนาะအဲ့ဒါတွေကိုလည်းကျွန်တော်တို့စဉ်းစားတယ်အခက်တာကျွန်တော်ကပြင်ဦးလင်မှာနေတာအဲ့မန္တလေးတို့စကိုင်းတို့မှာနေရလဲမဟုတ်ဘူးအဲ့တော့ကျွန်တော်လည်းလိုင်းပေါ်ကစပီကာတယောက်အနေနဲ့ပဲဒါမိမိမှာရှိနေတဲ့လူကြီးတွေသိအောင်လို့เนาะဟိုတာဝန်ရှိတဲ့လူကြီးတွေပေါ့တော့အဲ့လိုစကိုင်းတို့အဲ့ဒီမန္တလေးတို့မှာရှိတဲ့လူကြီးတွေသိအောင်လို့ပဲကျွန်တော်စပီကာတယောက်အနေနဲ့လှုံ့ဆော်ပေးနိုင်တာနောက်တစ်ခုက ဘာဝပဲဆိုတာနဲ့မနစ်ကလည်းဖြစ်ခဲ့တာပဲနောင်နေလည်းဖြစ်အောင်ပါပဲအဲ့ဒါကိုဂျိုတီပြင်ဆင်မှုတွေဘာမှမလုပ်ထားပဲအစိုးရစီကကဲဆယ်ရေးတွေကိုပဲမျှော်လင့်နေလို့မရပါဘူးတဲ့နောက်ပြီးတဲ့အခုချိန်မှာ20ရာစုပင်လုံကိုအောင်မြင်အောင်ပေါ်ဆောင်ရေးရတဲ့အရေးကြီးဆုံးမှုအချောင်းလိုချင်နေတဲ့သူတွေစီကိုသွားတွေ့ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးတဲ့ဒေါ်စုကြည်ကိုယ်တိုင်ပြောခဲ့တဲ့စကားနော်ကျွန်တော်လည်းသွားတတိယမိတယ်ကျွန်တော်လည်းပေါက်ပေါက်ချာချာဒေါ်စုကြည်ကိုကျွန်တော်သွားတတိယမိတာပေါ့နော်နောက်တစ်ခုကမန္တလေးမှာ တို့ကိုတော်ဘုန်းကြီးနဲ့ငလင်လုံးအပြီးမှာနဲ့ဒူးဆန်းတဲ့လူသားချင်းစာနာမှုကင်းမဲ့တဲ့မူကြီးတစ်ခုဖြစ်ပေါ်ပါတယ်တဲ့ဒါကမန္တလေးမြို့အောင်ရည်သာသံမြို့နယ်ညောင်ကွဲနယ်လုံးနယ်လုံးဆိုင်ရာဖိုးပေကုန်းရက်ကွက်ပါခမရတဲ့စတလန်88လန်တောင်းကဂျင်ဝိုင်းပါတဲ့မန္တလေးလုံးအပြီးတုံးတက်တိုက်ပြိုကျသွားပါတယ်တဲ့အပေါ်ဆုံးတက်ကဂျင်ဝိုင်းပါအလေတက်ကဖဲဝိုင်းနဲ့အောက်ဆုံးတက်ကလည်းဂျင်ဝိုင်းပါတဲ့မန္တလေးလုံးတော့လူအများကြီးတိုက်ပြီးသွားပါတယ်တဲ့အဲ့ဒါကိုဂျင်ဝိုင်းပိုင်ရှင်ကပေါ်ပါတယ်တဲ့သူ့ရဲ့မိကန်တက်တာကိုတော့ဟိုးနဲ့ ကြံလူတွေကိုအချိန်နဲ့တပြေးညီကယ်ဆယ်မှုလုံးဝလုံးမသွားဘူးလေဒီအဖြစ်အပျက်မှာတဲ့ရက်ွက်တာဝန်ရှိသူတွေအချို့ ਨੇ ပေါင်းပြီးလုတ်သွားတာပါတဲ့နော်အဲ့ဒါနောက်တစ်ခုကတော့ဒါကနောက်တဲ့ပြည်သူတယောက်ရဲ့ဟိုပါပေါ့ကြပြားလေးပေါ့ငိုကြွေးတန်းနဲ့နိုင်ငံအရေးရေနှိမ့်စင်းကြိမ်ပြည်ပြမိစာမီဒီယာများဟစ်အော်မြေကြွေးတိုင်းပြည်ရေးကိုလက်နက်ကင်များပေါင်းခွဲလုတ်ကြံမဟန်တော်လဲငိုကြွေးတန်းပဲစူညာဆဲစူညာဆဲလို့ဂျင်းဝါလုံစော်လူမျိုးကုံစုံမြမာတုံးမှာ ရက်တော်မာလာလူပလာများမောင်စုဆန်းတီချစ်တဲ့တရက်၄၂၅ရေးခဲ့တဲ့ကဗျာအေးချမ်းစီခြင်းမြမတခွင်းတဲ့နော်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးပေါ့နော်အလူအတန်းတွေလုံးဝအဲ့လိုတွတ်တုံနေတဲ့စိတ်ထဲမှာဓမျိုးဖြစ်သွားတာပေါ့ငါလူတဲ့အလူအစ္စည်းအများအဲ့လိုမတမာသူလူတစုလက်ထဲမှာရောက်သွားမလားပေါ့နော်ကျွန်တော်ပြောပြပြီးဆန်အိတ်ငါဆန်3ဒီအိတ်900 900ရဲ့3ဒီအိတ်900ရဲ့အဲ့စီပိတ်တာ90တာ900 အနောက်တစ်ဘက်မှာအဲ့ဒါလူပြီးနောက်တစ်ဘက်မှာကျတော့ဆန်6.8 2000စီရလေ90တာဘူး2000အဲ့ဒါကျွန်တော်ကိုလဲလေလိုင်းပေါ်ကနေပြီးတော့မှနော်ကျွန်တော်ဒီပုံးနေခွန်ရှင်း3 5000လုံး3000ကိုတုံကြရဲ6ခုရှင်း4လေးလုံးနေရဲနော်တချို့တော့လိုအပ်နေတဲ့လူတွေလဲကျွန်တော်ကိုတောင်းဆိုလို့ရပါတယ်တောင်းဆိုလို့ရတယ်ကျွန်တော်အတက်နိုင်ဆုံးရောက်အောင်ကျွန်တော်စီစဉ်ပေးမယ်နောက်တော့ဖန်အလူရှင်းတို့ကပေါင်ဖို့အလုံး2000လူထားတယ်အဲ့ပေါင်ဖို့လဲမရောက်သေးဘူး ဟောဘာမို့လဲစက်ရုံမှာတွားယူအောင်မှာပေါ့နော်အဲ့တော့ဒီလိုမတမာသူလူတစုကိုပေါ့နော်ကျွန်တော်ကဟိုနည်းနည်းလေးတော့ကြောက်နေတာသိရမလားအဲ့လိုလူတွေရှိမရောက်စေချင်ဘူးအဲကျွန်တော်လဲအတိုင်းမင်းသွေးသွေးပြီးတော့ဘလို့ရောက်အောင်လုပ်ပေးရမလဲဆိုပြီးတော့မှကျွန်တော်လုပ်နေတယ်နောက်တစ်ခုကကျွန်တော်အုံကုန်းအုံကုန်းဆိုတာကိုကျော်စိုးဦးအဲဒုံလဘက်ခံတဲ့အကြောင်းပေါ့နော်ဟိုဆရာတော်ဘုရားကတော့အုံကုန်းကဆရာတော်ကျောင်းနိုင်ဆရာတော်ကဥပညာလို့ခေါ်တယ်အမျိုးသားကြီးဆရာတော်ပေါ့နော်သူကအလူရှင်ရှိရဲ့ကိုကြီးပါတဲ့တကားတဲ့တာရုပါတဲ့ဘုန်းကြီးပါတဲ့တကားတဲ့သူကဥပညာဆိုတော့ကျွန်တော်တို့သိတယ် ခပေါင်းတောင်ကိုတောရွာလေးပါတကားတဲ့အစီပြေချမ်းမှာချင်းကခပေါင်းတောင်ကိုတောရွာလေးမှာဖြစ်သွားတယ်ဒီမှာဖရားရဲ့ပုံပေါ်နော်ဒါနော်အဖရားတွေဖြစ်တဲ့အဆောက်အဦးတွေပေါ်နော်ဇေဒီပတို့တွေဒီမှာဟိုဟာတွေရုပ်ထုတော်တွေလဲကုန်တယ်ပေါ့နော်ကျွန်တော်ဒီဘုံလေးကတော့တိတ်မကောင်းတော့လို့နော်အဲဒီလိုရုပ်ထုတော်တွေလဲကုန်တယ်အဲဇေဒီကတော့ဒီလိုတွေပေါ့နော်ဟိုအက်ကွဲကုန်တာပေါ့အက်ကွဲကုန်တာအဲ့မှာမြင်ရပါလိမ့်မယ်အဲ့ဒါလေးတွေလည်းကျွန်တော်လူဖို့ရှိပါတယ်ပေါ့နော်ဆရာတော်ဘုရားနဲ့ဆက်သွယ်ပြီးတော့ဒီအော်ဒရိုင်းတွေ အဲ့လိုပြိုကျပျက်စီးသွားတာရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့ဒါလေးတွေလည်းကျွန်တော်လူကျွန်တော်အဲ့ဒါပဇံပေါ်တော့အလူရှင်ပဇံလေအဲရှိတဲ့တလောက်ရှိတယ်ကျွန်တော်ကတော့အလူမခံတော့နည်းနည်းတော့ဟိုပါဖြစ်တာပေါ့ကိုကကိုရုံးကန်တာပေါ့အဲသူများလူလာလေးတို့ရောရောင်းလို့မိမယ်အဲအဲ့လိုမျိုးလူရင်ကောင်းမလားအဲစကိုင်းဘက်ချောင်းလည်းလမ်းပြီးတော့ တချို့လူတွေလည်းရေတံမှုတစ်ခုရောက်တော့တော်တော်တန်းစီနေရတာပါတဲ့အဲဒါပေမဲ့ဘာပဲပြောပြောကိုယ့်ရဲ့အလူကတော့ဖြစ်မြောင်လုံးအောင်မှာအတွက်အကောင်းဆုံးတော့ကျွန်တော်တို့စီစဉ်ရမှာပေါ့နော်မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်းနှရောက်နေတဲ့တက်မတော်သားတွေဘေးရန်ညင်ကင်းစီပြီးနောက်တန်းအမိသားစုတွေအများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေငလင်ဘေးနဲ့တင်သွားတဲ့ပြည်သူညီကိုမောင်တို့မှာအားလုံးနဲ့အဆသရအဆင်ပြေပြီးအများဆုံးပုံမှန်အချိန်ကိုပြန်လည်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်အဖြေခံပေါ်နဲ့အမုန်းခံလူသားကမေတ္တာပို့ဆုတောင်းပေးလိုက်ပါ